တော့တမရမြကြီးကကိုရိုက်ခန္ဓာနေကဖြစ်နော်ကိုရိုက်ဆိုတဲ့အတိတ်ပဲကဒီလိုရည်သတ္တဝါကိုခေါ်တယ်အဲ့ဒီရည်သတ္တဝါကနော်သူ့ရဲ့အင်အားဒီလောက်ကြီးတယ်ရည်ကဘာမှာသူဟာဂျန်နဲ့သတ္တဝါတွေအားလုံးကိုသူစိုးမိုးနိုင်တယ်သူ့ကိုဘယ်သူမှမစိုးမိုးနိုင်ကိုရိုက်ဆိုတာလေသူ့ရဲ့နာမည်ကိုအဲ့ဒီအတွက်ပေးထားအာရဗ်ထဲမှာမျိုးနွယ်တွေအများကြီးရှိတယ်အဲ့ဒီထဲမှာကိုရိုက်ရဲ့ဩဇာတော်တော်ပြင်းကိုရိုက်ဆိုရင်အကုန်လုံးက အာရဗ်ကအတိုင်းဝိုင်းတစ်ခုလုံးကကိုရက်ကိုလေးစားကြတယ်ကိုရက်ကိုကြောက်ရွံ့ကြတယ်ကိုရက်တွေကလည်းအဲ့ဒီလိုအချိန်မှကြီးတယ်တမန်တော်မြတ်ကြီးဆလောင်ဆံကခန်ဒန်ကကိုရက်ကနော်တမန်တော်ရဲ့မျိုးနွယ်ကဘနူဟာရှင်ဘနူဟာရှင်ဆိုတာတမန်တော်ရဲ့နော်အဲတမန်တော်ရဲ့ဘီးတော်ပေါ့နော်အဖိုးရဲ့အဖိုးပေါ့နော်သူ့ရဲ့နာမည်ကဟာရှင်လို့ခေါ်တယ်နော်အဲ့ဒီဟာရှင်ကမျိုးနွယ်တွေကတမန်တော်မြတ်ကြီးဆလောင်ဆံစင်တလာတာဖြစ်လိဇာအတ္တမိတ်စေနေနောင်များခင်ဗျာ နော်တမရမက်ဆလောက်ဆမ်ကေအဖူးနာမည်ကအဗ္ဒุลမူတလီဖြစ်နော်အဗ္ဒุลမူတလီဆိုတာကအမှန်တကယ်နာမည်ကအဗ္ဒุลမူတလီမဟုတ်နော်ဒီမှာဖြစ်ရလေးတစ်ခုရှိတမရမက်ဆလောက်ဆမ်ကေအခုနဘီးတော့ကျွန်တော်ခုနပြောတဲ့ဟာရှင်နော်သူ့ဘုပဲအဆွဲပြုပြီးတော့ဘနူဟာရှင်လို့ခေါ်လိုက်တာဒါကြောင့်ကျွန်တော်တို့စာအုပ်တွေမှာဖတ်တဲ့အခါမှာတမန်တော်ဒီဘနူဟာရှင်မျိုးနွယ်တွေကဆိုပြီးတော့ဖတ်ရဒါတော့ဒီဟာရှင်ဆိုတဲ့ပုဂ္ဂိုလ်မွန်ကြီးရဲ့မျိုးနွယ်တွေက ဒီဟာရှင်ဆိုတဲ့ပုဂ္ဂိုလ်မှာသားတယောက်ရှိတယ်အသားတွေရှိတယ်ဗောနော်အဲ့ဒီတဲကတယောက်ကနာမည်ကဘာလဲမွတ်တလစ်လို့ခေါ်တယ်အဲ့ဒီတယောက်ကနာမည်ကမွတ်တလစ်အဲ့ဒီမွတ်တလစ်ကတမန်တော်ရဲ့အဖိုးမဟုတ်သေးဘူးအဲ့ဒါမွတ်တလစ်တယောက်နော်အဲ့ဒီမွတ်တလစ်မှာညီကိုတွေရှိတယ်နော်သူ့ညီကိုတွေကတယောက်ရှိတယ်အဲ့ဒီတယောက်ကငငယ်ရွယ်မှာပဲကွင်လွန်သွားတယ်ကွင်လွန်သွားပြီးတော့အဲ့ဒီတယောက်မှာခလေးချန်ခဲ့အဲ့ဒီခလေးကနော်ဒီမွတ်တလစ်တို့နဲ့အတူမရှိဘူး ီမုတ်တလစ်ကမကာမှာတော်တော်ချမ်းသာပြီးတော်တော်ကူမှဂုံအရှိန်ဝါကြီးတဲ့လူတယောက်ဖြစ်နေတယ်။သို့ပေမဲ့အခုနကျွန်တော်ပြောတဲ့နော်၊ကွေလွန်သွားတဲ့သူ့ညီကိုရဲ့သားဖြစ်တဲ့သူက နော်အင်မတန်ဝေးတဲ့မကာရဲ့မြို့အစွန်မဒီနာအဲ့ဒီဝင်းချင်ကို ရောက်ပြီးတော့အင်မတန်ဆင်းဆင်းရဲရဲခက်ခက်ခဲခဲနဲ့ဘဝကိုယုံကန်နေရဒီလိုတရက်သူ့ကိုလူတယောက်ကလာပြောတယ်ဟေးမုတ်တလစ် နော်မင်းတလောက်ချမ်းသာတယ်မင်းတလောက်အချိန်ဝါရှိနေတယ်ဟိုမှာမင်းတူသားတယောက်ကွာတလောက်ဆင်းရဲပြီးတော့ဒုက္ခတွေရောက်ပြီးတော့နော်မထင်မရှားဘဝမှာနေနေရတယ်မင်းသွားပြီးတော့မကြည့်ဘူးလားအဲ့ဒီအချိန် तू သတိတစ်ခုဝင်လာတယ်ဟာ ဟုတ်သားပဲမှန်သားပဲဒါငါသွေးပဲနော်ငါအဖေရဲ့ခန္ဓာနဲ့ကပဲငါသွားပြီးတော့ကြည်ကမယ်အဲ့ဒီလိုနဲ့ဒီမူတလစ်က तू ကိုယ်တိုင်ကိုကြကလအုပ်တစည်းယူသွားပြီးတော့ကလအုပ်တကောင်ယူသွားပြီးတော့အခုနသူ့တူရှိတဲ့နေရာကိုလိုက်သွားတယ် တူတူရဲ့နာမည်ကရှိုက်ပါလို့ခေါ်တယ်။နော်တူတူရှိတဲ့နေရာကိုလိုက်သွားပြီးတော့တူတူကိုပြောတယ်ဟေးငါတူမင်းဒီဘဝမှာနေနေရတာငါစိတ်မချမ်းသာဘူးမင်းငါနဲ့အတူလိုက်ခဲ့နော်မင်းကငါမွေးစားမယ်မင်းကငါခေါ်သွားမယ်မင်းကငါတို့ရဲ့ခန္ဓာထဲမှာမင်းကောင်းကောင်းမွန်မွန်ထားမယ်ကွာအဲ့ဒီလိုနဲ့တူဖြစ်တဲ့သူကိုခေါ်ခဲ့ခေါ်ခဲ့ရင်နဲ့သူကကလောက်အုပ်ကိုသူကအရှိမထိုင်နဲ့တူဖြစ်တဲ့သူကအနောက်မှာထိုင်အဲ့ဒီလိုနဲ့နှစ်ယောက်သားမကာမြို့တွေကိုဝင်လာတော့ မုတ်တလစ်ကမကာရဲ့အင်မတန်အထင်ကဲရပုံကိုဖြစ်နေတဲ့အခါကျတော့သူ့ကိုအားလုံးကသတိထားမိအားလုံးကသတိထားမိတဲ့အခါမြို့ထဲဝင်လာတော့အားလုံးကမေးတယ်နော်သူကကလောက်ကဲအရှိမထိုင်နေတယ်အနောက်မှာပီတီပေးဆုပ်နဲ့နော်အင်ဂျီလေးလည်းခန့်နွန်းနွန်းနဲ့နော်လူတကောင်လေးတယောက်ငငယ်လေးပဲအဲ့ဒီကောင်လေးကအနောက်မှာထိုင်နေတော့နော်အားလုံးကမေးတယ်ဒါခင်ဗျားဘလို့ခေါ်လာတာလေတော်တော်များများလည်းဒီလိုထင်တယ်ပုံစံအနေထားကြည့်ရင်တော့မုတ်တလစ်ကျွန်းတယောက်ဝယ်လာတာပဲဖြစ်လိမ့် နော်ကျွန်တယောက်ဝယ်လာတာပဲဖြစ်လိမ့်အဲအဲ့ဒီလိုနဲ့တချို့ကသူ့ကိုမီးတယ်အဲ့ဒါအနောက်ကဘာလုပ်လဲမီးတဲ့အခါကျတော့သူကရုတ်တရက်တူလို့ပြောရမှာလဲရှက်တယ်နော်ဘာဖြစ်လို့လဲတူလို့ပြောရင်အားလုံးဝေဖန်လိမ့်နော်ဟာမင်းမင်းတူဒီလိုမျိုးလားမင်းတူဒီလောက်စင်းရဲနေလား ဝေဖန်မှာလဲရှက်တော့တစ်ဖက်ကလည်းသူတူသားရဲ့တိတ်ခါလဲရှိတယ်အဲ့ဒီလိုနဲ့သူကဘာပြောလိုက်လဲအဲ့ဒါငါကျွန့်ပဲနော်ငါကျွန့်ဝယ်လာတာအဲ့ဒီလိုပြောလိုက်တော့အားလုံးကအော်ကျွန့်ဆိုတာဟိုဘက်မှာအပ်တယ်လို့ခေါ်တဲ့အာဗီလိုအာဒါဆိုရင်မုတလစ်ကကျွန့်ဆိုတော့အဲ့ဒီမက္ကာမှာရှိတဲ့သူတွေကဒီရှိုက်ဘာဆိုတဲ့လူငယ်ကိုအဗ်ဒุลမုတလစ်ဆိုပြီးတော့နာမည်ပေးလိုက်တယ်အဗ်ဒุลမုတ်တလစ်ဆိုပြီးအဲ့ဒီအဗ်ဒุลမုတ်တလစ်တနည်းအားဖြင့်နာမည်အရင်းရှိုက်ပါသည်တမန်တော်မြတ်ကြီးဆလောက်ဆံကေအဖိုးဖြစ်လာမယ့်ပုဂ္ဂိုလ်ဖြစ်တယ် လေးစားအတယ်မိတ်ဆွေညီနောင်များခင်ဗျာအဲ့ဒီလိုနဲ့ဒီမုတလစ်ဦးလေးကသူ့ရဲ့တူရှိုက်ပါတနည်းအားဖြင့်နောက်နာမည်အဗ္ဒุลမုတလစ်ကိုသူအိမ်မှာခေါ်ပြီးတော့နော်သူ့ရဲ့လက်ထဲမှာပဲထားရင်းနဲ့ဒီအဗ္ဒุลမုတလစ်ကကြီးလာကြီးလာတဲ့အခါမှာနော်တော်တော်လေးကိုမှထူလေထူချွန်နေထမြက်တယ်ရုပ်ရည်အင်မတန်ခန့်ညားတယ်နောင်အင်မတန်မကိုပဲလူတယောက်မြင်နာနဲ့ယူသိเสียလူတယောက်မြင်နာနဲ့နော်ရှိန်သွားเสียရုပ်ရည်မျိုး ခန့်ညာမှုမျိုးအလရှိမဲ့တခင်ပေးထားတဏှာဖြစ်နော်ဒီရဲ့ကြိုးယူတဲ့မှာနူရီနဘူဝတ်ရှိနေတော့နော်ရုပ်ကိုကအဲ့ဒီနဘူဝတ်ကအလင်းရောင်ထွန့်ထွန့်နေတဲ့အခါကျတော့အဗ်ဒุลမူတလစ်ကိုအားလုံးကလေးစားကြတယ်အားလုံးကချစ်ခင်ကြအဲ့ဒီလိုနေနေနဲ့နှစ်တေကြာလာတဲ့အခါကျတော့မက္ကာရဲ့ခေါင်းဆောင် ကာဘာကျောင်းတော်ကြီးရဲ့နော်မူတဝလီခောဘကအဖြစ်နဲ့အားလုံးကဒီအဗ္ဒุลမူတလစ်တမန်တော်မြတ်ကြီးဆလောက်ဆံကေအဖိုးဖြစ်လာမဲ့သူကိုကြွေးချယ်ပြီးတော့တင်မြှောက်ထားကြလိဇာအတေမိတ်ဆင်ကြီးနောင်မြခင်ဗျာအဲ့ဒီအချိန်ဖြစ်ရတခုဖြစ်နော်အဲ့ဒီဖြစ်ရကဘာလဲဆိုတော့တရက်အဗ္ဒุลမူတလစ်က ကာဘာရဲ့ပဝင်းကျင်းမှာသူအိတ်နေတယ်အိတ်နေတဲ့အချိန်သူအိတ်မတ်မတ်နော်အဲ့ဒီအိတ်မတ်အကြောင်းမပြောပြခင်ကျွန်တော်ဒါလေးပြောပြအဲ့ဒီအချိန်ဇမ်ဇမ်ကြီးတွင်ဘယ်နားမှာလဲဆိုတော့ဘယ်သူမှမသိဘူး နော်ဇမ်ဇမ်ကြီးတွင်ပျောက်နေတယ်။ဘာကြောင့်ဇမ်ဇမ်ကြီးတွင်ကပျောက်သွားတာလဲ။တမန်တော်အစ်ဗရာဟိမ်လိုက်ဆမ်ဇမ်ဇမ်ကြီးတွင်နဲ့ပတ်သက်တဲ့တမိုင်းကျွန်တော်တို့သိကြတယ်အစ်ဗရာဟိမ်လိုက်ဆမ်ကနော်ဇနီးတဲ့နဲ့တားတော်လေးကိုမကာဆိုတဲ့နေရာမှာသွားပြီးထားလိုက်တယ်။လူတွေပောင်းဝင်ခြင်းမှာလူလည်းမရှိဘူးအပင်လည်းမရှိဘူးရေလည်းမရှိဘူး။တားတော်အစ်မိုင်းလိုက်ဆမ်ကဖနောက်နဲ့ပောက်တဲ့နေရာကနေအလရှင်ရေကိုထုတ်ပေးလိုက်တယ်။အဲ့ဒီကနေဇမ်ဇမ်ကြီးတွင်ဖြစ်သွားတယ်။နော်ဒါကဇမ်ဇမ်ကြီးတွင်ရဲ့ကွာကေအာနော်ဒီတော့ဒီမှာကျွန်တော်တို့ကြားဘူးလေ နော်အစ္စမာအီလ်အလိုင်အစ္စလမ်နဲ့မိခင်နဲ့ရှိနေတဲ့အချိန်နော်ကုံတဲ့အုပ်စုတစုမကာကိုရောက်လာကြနော်အဲ့ဒီကုံတဲ့အုပ်စုကဘယ်ကလဲဆိုတော့ယမန်ကဖြစ်နော်အဲ့ဒီကုံတဲ့အုပ်စုရဲ့မျိုးနွယ်ကကပီလာကြီးဂျူဟမ်လို့ခေါ်တယ်အဲ့ဒီမျိုးနွယ်ကလူတွေက မကာကိုရောက်လာတယ်အဲ့ဒီအချိန်မက္ကာဆိုတာတေးတောင်ပြင်အင်မတန်6ခန်း6တီးလွင်ပြင်ကြီးပဲအဲအဲ့ဒီအချိန်သူတို့ရောက်လာတော့ဒီမှာအမေတစ်ခုသားတစ်ခုသွားပြီးတွေ့နော်တစ်ဖက်မှာရေလေးတွေ့တော့ နော်သူတို့တွေလည်းအော်ဒီအမေနဲ့ตาဒီမှာနေနေကြတယ်နော်ငါတို့တွေအားလုံးလည်းဒီမှာစရဲချလိုက်မယ်ဆိုရင်သူတို့အတွက်လည်းအပေါ်ရသွားအဲတစ်ဖက်ကဒီอิสမာอิลအလัยဟ်စလမ်နဲ့မိခင်လည်းဒီမျိုးနယ်ရောက်လာတဲ့အခါပို့ပြီးတော့အားရှိသွားတယ်အတိမချန်တော့အဲ့ဒီမျိုးနယ်ရဲ့နာမည်ကကဘီလာရဲ့ဂျူရဟမ်ဖြစ်အဲ့ဒီမျိုးနယ်နဲ့อิสမာอิลအလัยဟ်စလမ်တို့တားမီတို့နဲ့ရင်းနှီးသွားရင်းနှီးရင်းနှီးနဲ့နောက်ပိုင်းဘာဖြစ်လာလဲဆိုတော့အဲ့ဒီမျိုးနယ်ကသမီးရှင်တယောက်ကอิสမာอิลအလัยဟ်စလမ်ကို ကန့်လန့်တဲ့တမတ်တော်ဖို့အတွက်နော်ကန့်လန့်တဲ့အခါနောက်ဆုံးနေကာဘာဖြစ်သွားတယ်နော်နေကာဘာဖြစ်သွားတယ်တမန်တော်အစ္စမိုင်အလိုင်စလမ်နဲ့အရိခန္ဒန်နဲ့ကမိန်ကလေးတယောက်နဲ့နေကာဖြစ်ပြီးတော့အဲ့ဒီလိုနဲ့အဲ့ဒီမှာပဲမကာမှာပဲအခြေချပြီးနေကြနေနေနဲ့အစ္စမိုင်အလိုင်စလမ်ကွယ်လွန်သွားတယ်အစ္စမိုင်အလိုင်စလမ်ကွယ်လွန်သွားတဲ့အချိန်မှာနော်အစ္စမိုင်အလိုင်စလမ်ရဲ့ နော်ခန္ဓာကိုယ်ကိုဘယ်မှာဒဖန်လုပ်လဲဆိုတော့တမိုင်းစာအုပ်တင်မှာတော့ဒီလိုတင်ပြတယ်ကျွန်တော်တို့ကာဘာချောင်းတော်ကြီးမှာဟတ်တိမ်ဆိုတာရှိတယ်အဲ့ဒီဟတ်တိမ်နဲ့မှာအစ္စမိုင်အလိုင်စလမ်ကိုဒဖန်လုပ်ထားတယ်အစ္စမိုင်အလိုင်စလမ်ရဲ့မိခင်ကိုလည်းအဲ့ဒီမှာပဲဒဖန်လုပ်ထားတယ်ဆိုပြီးတော့စာအုပ်တင်မှာရေးသားတင်ပြကြနော်အဲ့ဒီလိုနဲ့တနည်းအားဖြင့်ဟတ်တိမ်ဆိုတာလည်းအစအစမှာအစ္စမိုင်အလိုင်စလမ်နေတဲ့နေရာပဲအဲ့ဒီလိုနဲ့အစ္စမိုင်အလိုင်စလမ်ကိုအဲ့ဒီမှာဒဖန်လုပ်လိုက် နော်အစ္စမိုင်းအလိုင်အစ္စလမ်ရဲ့ဝစီယတ်အတိုင်းအစ္စမိုင်းအလိုင်အစ္စလမ်စီမှာသားတယောက်ရှိတယ်အဲ့ဒီသားကပဲကာဘာကျောင်းတော်ကြီးကိုဆက်ပြီးတော့ထိမ့်သိမ်းထားတယ်အဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာကြာသွားနော်ကြာသွားပြီးတဲ့အခါကျတော့နော်အခုအဲ့ဒီမှာမက္ကာမှာခန္ဓာနှစ်ခုဖြစ်သွားပြီတစ်ခုကဣဗရာဟိမ်အလိုင်အစ္စလမ်ရဲ့ခန္ဓာအစ္စမိုင်းအလိုင်အစ္စလမ်စားတဲ့ခန္ဓာဘောနော်ဣဗရာဟိမ်အလိုင်အစ္စလမ်ရဲ့နောက်သားသမီးတွေဒီရဲ့မြင်းမြစ်တွေဒီခန္ဓာဘောဘန်နူအစ္စမိုင်းရဲ့ခန္ဓာ နောက်ခန္ဓာတကူကအခုနပြောတဲ့နော်ကုံတဲ့အုပ်စုရောက်လာတဲ့အစ္စလိုင်းအစ္စမိုင်းအလိုင်းစလမ်ရဲ့ဇန်ဒီဘကာခန္ဓာဒီတော့ဒီနှစ်ခုရှိတယ်မကအဲ့ဒီနှစ်ခုရှိပြီးတော့နှစ်တတော်ကြာသွားပြီအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဒီခန္ဓာနှစ်ခုကြာမှာပြဿနာဖြစ်ကောပြဿနာဖြစ်ပြီးနောက်ဆုံးခိုက်ရန်ဖြစ်ပွားတယ်စစ်ပွဲပါဖြစ်သွားဖြစ်တဲ့အချိန်ဘသူကတာသွားလေအဲ့ဒီကဗီလာရဲ့ဘန်နီဂျော်ဟမ်ကအတာရပြီးတော့သူတို့ကဘန်နီအစ်စမိုင်လေးကိုမောင်းထုတ်ပလိုက်ကြ နော်အဲ့ဒီလိုနဲ့ဂျန်တဲ့မျိုးနယ်တွေအားလုံးမျိုးပင်ထွက်သွားပြီးတော့ဒီမက္ကာကိုဘသူတွေအုပ်စိုးလိုက်လဲအဲ့ဒီကဗီလာရဲ့ဗနီဂျူရဟမ်နော်တနည်းအားဖြင့်ယမန်ကနေမက္ကာကိုကုန်တယ်အဖြစ်ရောက်လာရင်းတဲ့အစ္စမိုင်းအလိုက်ဆလမ်တို့ရဲ့တာအမိကိုတွေ့ပြီးဒီမှာအခြေချနေလိုက်တဲ့ဒီမျိုးနယ်ကမက္ကာကိုအုပ်စိုးသွားနော်အဲ့ဒီလိုနဲ့သူတို့ကမကာကိုအုပ်ဆိုးပြီးတဲ့နောက်ခစ်တေကလည်းနဗီတွေရဲ့ခစ်နဲ့ဝေးလာတော့သူတို့တော်တော်ဆိုးသွမ်းကြပေါတကရတွေလှုပ်တော့ပဝင်းကျင်မှာရှိတဲ့မျိုးနွယ်တွေအားလုံးကသူတို့ကိုတိုက်ခိုက်ရင်းတိုက်ခိုက်ရင်းတိုက်ခိုက်ရင်းနဲ့ ်တစ်တေအတော်ကြာတဲ့အခါကျတော့သူတို့ကိုမကာကနေရှင်းထုတ်လိုက်နိုင်သွားအဲ့ဒီလိုနဲ့မကာကနေသူတို့ထွက်ရတော့မယ့်အချိန်သူတို့လည်းစစ်တေရှုံးကုန်ပြီမကာကနေသူတို့ထွက်ပြေးရတော့အဲ့ဒီအချိန်မှာသူတို့ကဘာလုပ်သွားလဲဆိုလို့ရှင်ကာဘာကျောင်းတော်အတွင်းထဲမှာအမတ်တရားပစ္စည်းတွေရှိနော်အမတ်တရားပစ္စည်းတွေတခြားတခြားအင်မတန်နော်တချို့အစိုးတွေမှာနော်ဂျန်နတ်ကတချို့ပစ္စည်းတွေဂျန်နတ်ကအစိပ်ပိုင်းတွေနော်တချို့အစိုးတွေမှာဒါတွေလည်းရှိတယ်အစ်မိုင်းအလိုက်စလမ်ရဲ့အစာအလရှိမက်တခင် လွတ်ပေးလိုက်တဲ့အဲတူးလေးရဲ့ဥကြူတွေဂျန်နတ်ကတူးရဲ့ဥကြူတွေစသဖြင့်ကာဘာကျောင်းတော်အတွင်းထဲမှာတချို့ခဇာနာလေးတွေရှိသူတို့ကအဲ့ဒီခဇာနာတွေကိုဘာလုပ်လဲယူပြီးတော့ဇမ်ဇမ်ကြီးတွင်းနဲ့အားလုံးပြစ်ချလိုက်ပြစ်ချပြီးတော့ဇမ်ဇမ်ကြီးကိုဒီလိုမြေဖို့လိုက်တဲ့အမတ်သားတော်မှကျွန်တော်အမှန်တကယ်တော့သူတို့ကတမင်နော်ရုံညံ့ပြီးလှုပ်သွားတာပေါ့နော်ငါတို့ကိုမောင်းထုတ်တယ်ဒီလူတွေဇမ်ဇမ်ကြီးဘယ်နာမှလဲတော့မသိရဘူးဆိုပြီးတော့ဇမ်ဇမ်ကြီးတွင်းကိုလုံးဝအမှတ်အသားမချအောင်မြေဖို့ပြစ်ပလိုက် ဲ့ဒီလိုနဲ့သူတို့ trap ပြေးသွားပြီအဲ့ဒီလိုနဲ့ဗနီအစ္စမာအီလ်ကမကာကိုရောက်လာတယ်ရောက်လာပြီးတဲ့နောက်ပိုင်းဇမ်ဇမ်မြေလဲသူတို့မတွေ့ခြေတွင်းလဲမတွေ့အဲ့ဒီလိုနဲ့နေရင်းနေရင်းနဲ့နှစ်တီလဲတော်တော်ကြာသွားပြီလူတွေရဲ့အာယုံထဲမှာပါဇမ်ဇမ်မြေတွင်အကြောင်းကပျောက်နေပြီနော်ဘယ်သူမှလဲတိတ်အာယုံမရှိတော့ဘူးဇမ်ဇမ်မြေပင်နာမှာရှိအဲ့ဒီလိုနေရင်းနဲ့အခုနကျွန်တော်ပြောတဲ့အဗ်ဒူလ်မူတလစ်တခင်ကကာဘာရဲ့အနာမှာအိတ်နေတယ်အိတ်နေတဲ့အချိန်အိတ်မှတ်ထဲမှာနော်အင်မတန်မှကဲဝိဖြူစင်ကြဲနဲ့သူတော်စင်သူတော်ကောင်းပုံစံနဲ့ လူတယောက်ကလာပြီးတော့အိမ်မက်ပေးတယ်အစ်ဖီဘရာနော်ဘရာဆိုတဲ့အရာကိုတူးလိုက်ပါဒီတော့ तू ပြောတယ်ဘရာဆိုတာဘာကိုပြောတာလဲနော်အဲ့ဒီလူပြန်ပြီးတော့ပျောက်သွားတယ်အိမ်မက်ထဲအဲ့ဒီလိုနဲ့နောက်တစ်ရက်လဲအဲ့ဒီအတိုင်းပဲအိမ်မက်မတ်တယ်အစ်ဖီမဒနူနာဘဒနူနာဆိုတဲ့အရာကိုတူးလိုက်ပါနော် तू ပြောတယ်မဒနူနာဆိုတာဘာကိုပြောတာလဲနော် तू မေးတော့မှာပဲအဲ့ဒီလူပျောက်သွားတယ်နောက်တစ်ရက်မှာထပ်ပြီးတော့အစ်ဖီတိုက်ကြီးပါတိုက်ကြီးပါဆိုတဲ့အရာကိုတူးလိုက်ပါ သူမေးတယ်သွေးပါဆိုတာပါလေမေးတော့မှပဲအဲ့ဒီလိုပျောက်သွားတယ်အဲ့ဒီလိုနဲ့သုံးရက်ရှိသွားတယ်နော်အဲ့ဒီလိုနဲ့ဇရုထနေ့မှာထပ်ပြီးအိမ်မတ်မတ်တယ်အိဖီရဇမ်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 ကိုပြန်ပြီးတော့တူးပါနော်အဲ့ဒီအိမ်မတ်မှာအဲ့လိုပြောရင်းနဲ့အတူနော်ဇမ်ဇမ်ကြီးဘယ်နာမှာရှိလဲဆိုတာပါလက်ညှိုးညွန်ပြီးတော့ပြသွားလိုက်အဲ့ဒီလိုနဲ့အိယာကနေနိုးသွားတယ်ကောင်းတယ်မှလည်းဝင်လာတယ်ဟာဒီနေ့ဇမ်ဇမ်ဆိုပြီးတော့ပြောတယ်နော်အဲ့ဒီလိုနဲ့ तू လှမ်းညွန်တဲ့နေရာကိုသွားကြည့်တော့တကယ်ပဲအမှန်အသားပါရှိနေတယ် ဒီလိုအဗ္ဒุลမူတလစ်တခင်ကစဉ်းစားတယ်ဒီအိမ်မက်ကတော့ဒါတာမန်အိမ်မက်မဟုတ်ဒါတကယ်မှန်ကန်တဲ့အိမ်မက်ပဲဇမ်ဇမ်ရေရင်းကိုတူးပုံငေါကိုလာပြီးအတိပေးတာဒီမှာအမှတ်အသားပါရှိအဲ့ဒီလိုနဲ့အဗ္ဒุลမူတလစ်တခင်ကမက္ကာမှာရှိတဲ့ဂျန်တဲ့သူတွေကိုခေါ်ပြီးတိုင်းမင်းနဲ့အိမ်မက်အရာဒီလိုပဲတွေ့ရဒီတော့ဇမ်ဇမ်ရေရင်းကိုတူးရင်ကောင်းလားဒီတော့အားတချို့တွေကဘာပြောလဲဆိုတော့နော်မလို့အပ်ပါဘူးမတူးပါနဲ့ဝိုင်းကန့်လန့်လောက်ကြနောက်ဆုံးအဗ္ဒุลမူတလစ်တခင်ကဘသူမှမပါလဲရတယ်ငါအင်အားနဲ့ငါရအောင်တူးမယ် အဲ့ဒီလိုနဲ့အဗ္ဒุลမတလစ်တခင်မှာသား၁၀ယောက်ရှိတယ်၁၀ယောက်ထဲကအကြီးဆုံးသားဟာရစ်လို့ခေါ်တယ်နော်အဲ့ဒီသားကိုခေါ်လာပြီးတော့ဇမ်ဇမ်ကြီးတွင်ကိုစတူးတယ်တူးတဲ့အခါမှာအဖေကတူးတယ်သားကမိကြီးတွေကိုစုယူပြီးတော့ဟိုဘက်ကိုပုံပေးတယ်တစ်ဖက်တူးတယ်ဟိုဘက်ပုံပေးတယ်တူးတယ်တစ်ဖက်ကဟိုဘက်ပုံပေးတယ်အဲ့ဒီလိုတွင်းရင်တွင်းနဲ့ဇမ်ဇမ်ကြီးရဲ့ရည်တွင်းရှိတဲ့အမှတ်အသားတခုတော့တွေ့လာရတွင်းရင်တွင်းနဲ့ဇမ်ဇမ်ကြီးတော့မတွေ့ရသေးဘူး။နော်အဲ့ဒီအချိန်ဘာဖြစ်လဲဆိုတော့ နော်အဗ္ဒุลမတလီတခင်ကဘာလဲလှုပ်လိုက်လဲဇမ်ဇမ်ရီရင်းနေရဘူးနော်အဲတခုလဲစောက်လိုက်တယ်နော်ရီရင်းပုံစံလေးတခုဇမ်ဇမ်ရီကိုကာကွယ်လို့ရအောင်ပေါ့နော်ဇမ်ဇမ်ရီရင်းရဲ့အမတ်အတင်ရှားပြတ်သွားအဲ့ဒီခါတချို့လူတွေကညဆူလာပြီးအဲ့ဒါကိုဖျက်ဆီးတယ် နော်ဖြက်စီးတဲ့အခါကျတော့တရက်လည်းဖြက်စီးတယ်၊နှစ်ရက်လည်းဖြက်စီးတယ်၊သုံးရက်လည်းဖြက်စီးတယ်။ဖြက်စီးတဲ့အခါအဗ္ဒุลမူတလစ်တခင်လည်းသီးမခံနိုင်တဲ့အဆုံးအလတ်စီမှာဒီလိုတူအားလှုပ်လိုက်တယ်။ဇမ်ဇမ်ကြီးကိုပေးဟိုရမတီလှုပ်တဲ့သူတွေကိုအလတ်ရှင်မတခင်အေးအေးယူပါ။နော်နောက်ရက်မှာ အဗ္ဒุลမတလစ်တခင်ကျင်ညာတယ်ဒီနေ့အစပြီးအဲ့ဒီငါလှုပ်ထားတဲ့ဇမ်ဇမ်ကြီးတွင်ပေါင်ကိုဘသူလာဖြတ်စီတယ်အဲ့ဒီလိုဒီလိုယောဂါဖြစ်မယ်သူကုလို့ဘရောမရမှာမဟုတ်တော့တကယ်ပဲနောက်ရလာဖြတ်စီတယ်သူဒီလိုယောဂါဖြစ်သွားတယ်နောက်ဆုံးသူကုလို့မရတဲ့ယောဂါအဲ့ဒီလိုနဲ့အဗ္ဒุลမတလစ်တခင်ဆက်ပြီးတော့ဇမ်ဇမ်ကြီးကိုတူးတယ်တူးတဲ့အခါမှာလဲနှစ်ယောက်ပဲရှိတယ်အဖေနဲ့သားနဲ့ပဲတူးနေတော့နော်ခရီးကတလောက်မပေါက်ဒီတော့အဗ္ဒุลမတလစ်တခင်ကမအောင်မြင်ပါလဲဆိုတယ် မအောင်မြင်မှဆိုးတဲ့အခါဒီလိုနဇာတခုကိုလိုက်တယ်အလားဇမ်ဇမ်ကြီးရင်းကိုအအောင်မြင်မြင်တူးပြင်ရင်ကျွန်တော်ตา၁၀ရောက်ထဲကတယောက်ကိုကျွန်တော်ဇဘာလို့နော်အလားရဲ့အတော်ကုရ်ဘာနီလို့ဒီလိုနဇာကိုလိုက်အဲ့ဒီလိုနဲ့တူးရင်တူးရင်နဲ့နောက်ဆုံးဇမ်ဇမ်ကြီးရင်းပြန်ပေါ်လာတယ်နော်ဇမ်ဇမ်ကြီးရင်းပြန်ပြီးတော့အဲ့ဒီနေရာမှာနဂူမူလာရှိတဲ့နေရာမှာဟိုအတွင်းထဲမှာသူတို့မြေဖို့တာတွေအားလုံးကုံသွားတော့ဇမ်ဇမ်ကြီးရင်းရဲ့နော်အဆအနာပြန်ပြီးတော့တွေ့ရတယ်ဇမ်ဇမ်ကြီးရဲ့နေရာပြန်ပြီးပေါ်လာတယ် နော်အောက်မှာရေတွေလည်းပြန်ပြီးတွေးရအဗ္ဒุลမုတလစ်တခင်တော်တော်ဝင်းတာသွားဝင်းသွားသွားတဲ့အချိန်နော်နဇာကူးထားတာကိုသတိရတယ်ငါတော့နဇာကူးထားတယ်နော်ငါသား၁၀ယောက်ထဲကတယောက်ကိုစပါလုံးမယ်ဇမ်ဇမ်မြေတူးတာအောင်မြင်သွားတယ်အဲ့ဒီလိုနဲ့သား၁၀ယောက်ကိုခေါ်လိုက်တယ်နော်အဲ့ဒီထဲမှာအငယ်ဆုံးကအဗ္ဒุลလာတခင်ဒီတော့အဲ့ဒီ၁၀ယောက်ကနမေတွေအားလုံးကို ရေးတယ်ရေးပြီးတော့မင်းနိုင်မင်းလိုက်တဲ့အခါတကြိမ်လိုက်တဲ့အဗ္ဒุลလာတခင်ပဲပေါ့။နော်ဟာဒါဆိုရင်တော့ အဗ္ဒူလာတခင်ကိုပဲစပါလို့ကအဲ့ဒီလိုနဲ့အဗ္ဒူလ်မူတလစ်တခင်ခေါ်ဝါတဲ့တားကိုစပါလို့ဘို့နော်ခေါ်ဝါတဲ့အချိန်အဗ္ဒူလာတခင်မှာထပ်ပြီးတော့အမတွေညမတွေရှိအမညမတွေကအတင်းငိုတယ်မလုပ်ပါနဲ့မောင်လေးကိုတော့မလုပ်ပါနဲ့နော်သူကငငယ်လေးပဲရှိတယ်အဗ္ဒူလ်မူတလစ်တခင်လည်းအင်မတန်ချစ်တယ်တားကိုအငယ်ဆုံးတားလေးဖြစ်ဒီတော့မလုပ်ရောက်အဲ့ဒီအချိန်အားလုံးကဝိုင်းအကြံပေးတယ်အဲ့ဒီခေတ်အခါကဥပဒေတစ်ခုရှိနော်လူတစ်ယောက်ကိုတတ်လိုက်ရင် နော်တက်တဲ့အစာပြန်ယောခြင်းနဲ့ဆိုရင် ကလအုပ်ဆယ်ကောင်နဲ့ယောရတယ်နော်ဒီတော့အဗ်ဒူလာတခင်ကိုဇဘာလုံးမဲ့အစာကလအုပ်ဆယ်ကောင်ကိုအဲ့ဒီအစာဇဘာလုံးလိုက်ရင်မကောင်းလားအကြဉျံပြီးတော့အဗ်ဒူလ်မူတလစ်တခင်ကလည်းကောင်းပြီဒါပေမဲ့ငါဒီတိုင်းတော့မဆုံးဖြောက်ပြန်ပြီးတော့ကေရာလုံးမဲ့နော်မေးပြန်ပြီးတော့နှိုက်နော်ကလအုပ်ဆယ်ကောင်တစ်ဖက်မှာရေးတယ်တစ်ဖက်မှာအဗ်ဒူလာတခင်ရဲ့နာမည်ရေးတယ်ပြန်နှိုက်တယ်အဗ်ဒူလာတခင်ပဲမဲပေါ့ စေကောင်းနေ20တိုးလိုက်တယ်အဗ္ဒူလာသခင်မဲပေါက်30တိုးတယ်40တိုးတယ်နောက်ဆုံး90တိတိုးရတယ်အဗ္ဒူလာသခင်မဲပေါက်နောက်ဆုံး100မြောက်မှာမှာဒီဘက်ကကလအုပ်အကောင့်100ကမဲပေါက်သွားတယ်အဗ္ဒူလ်မုတလစ်သခင်လည်းဝမ်းသာသွားတယ်နောက်ဆုံးကလအုပ်အကောင့်100စပါလုလိုက်ဒါကြောင့်တမရမက်ကြီးဆလလောအလိုင်အစ္စလမ်ကိုနော်အီဘနုဇဘီဟိုင်းလို့ခေါ်တယ်နော်ဇဘာလှုပ်ချင်းခံရတဲ့ပုံကို2ယောက်ရဲ့ ခန္ဓာနဲကအသားဆိုပြီးတော့ခေါ်ကြတဏိယပြုတမန်တော်ရဲ့ခန္ဓာနဲမှာအစ္စမိုင်းအလိုက်စလမ်ဇဘာလုံချင်းခံခဲ့ရတယ်နောက်ပြီးတမန်တော်များကြည့်ရဲ့ဖခင်ဇဘာလုံချင်း ်ခံခဲ့ရတယ်တရိယာပြည်ဇဘာလုတ်ဖို့နော်ဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ခံတာဒါကြောင့်တမန်ဟာဒီစ်တော်တေမာလာရှိတယ်လူတယောက်တောသားတယောက်ရောက်လာပြီးတော့တမန်တော်ကိုယဗနဇဘီဟိုင်းနော်အိုဇဘီဇဘီဟိုင်းကတားဆိုပြီးခေါ်တော့တမန်တော်ကသဘောချပြီးပြုံးတယ်အနားမှာရှိတဲ့ဆွာဘာကမေးတယ် "तू ဘာဖြစ်လို့ဒီလိုခေါ်တာလဲ"တမန်တော်ရှင်းပြတယ်ငါရဲ့ခံတဲ့နဲ့မှာငါရဲ့ဖခင်အဗ္ဒူလာကိုနော်အစ္စမာအီလ်အလိုင်အစ္စလမ်ကိုဒီလိုဖြစ်ရကြုံခဲ့ရတယ်အဲ့ဒီလိုနဲ့အခုဇမ်ဇမ်ကြီးတွင် ်เนาะပြန်ပြီးတော့ပို့လာတယ်အဲ့ဒါဇမ်ဇမ်ကြီးရဲ့တမိုင်းလေးဖြစ်သလိုအဒุลမူတလစ်တခင်ရဲ့နေရှန်တစ်ခုပဲဇမ်ဇမ်ကြီးတွင်ကိုကျွန်တော်တို့အဲ့ဒီကရနေစပြီးတော့ဒီနေ့အထိဇမ်ဇမ်ကြီးတွင်ကိုတောက်သုံးပြီးပြန်ပြီးတော့ရနေတာဒါအဒุลမူတလစ်တခင်ပြန်ပြီးတော့တူဖို့ကေလို့ဖြစ်နော်အဲ့ဒီလိုနဲ့အခုနသားဖြစ်တဲ့အဗ္ဒุลလာတခင်ရဲ့เนาะဇဘာကိစ္စပြီးတော့ပြီးတော့တဲ့အချိန်သားလည်းနည်းနည်းကြီးလာတယ်နော်နည်းနည်းကြီးလာတဲ့အခါအဒุลမူတလစ်တခင်စင်တာလေငါတောင်းငါရှာဒီလုပ်ပေးအဲ့ဒီလိုနဲ့ရှာဒီလုပ်ဖို့ဆိုပြီးတော့ နော်ခေါ်ွားတယ်တဏျာကိုဘယ်ကိုခေါ်ွားလဲဆိုရင်ကပိလာရဲ့ဇူဟရာဆိုတဲ့မျိုးနွယ်ရှိတယ်အဲ့ဒီမျိုးနွယ်မှာအဗ်ဒီမူနာဖ်ဆိုတဲ့ပုဂ္ဂိုလ်သူလည်းအင်မတန်လူကောင်းပဲသူ့ရဲ့သမီးရှိတဲ့အာမီနာလို့ခေါ်တယ်နော်ဒီမိန်းကလေးကလည်းအင်မတန်တန့်ရှင်းနဲ့အင်မတန်မောက်ကိုပဲယူတာတယ်မိန်းကလေးမောမြတ်တဲ့သူတယောက်ဖြစ်တော့သူနဲ့နေကလုပ်ပေးမယ်ဆိုပြီးတော့တားကိုခေါ်ွားခေါ်ဝိုင်းနဲ့မကာရဲ့မြို့ပြင်ရောက်တော့လမ်းမှာမိန်းကလေးတယောက်နဲ့တွေ့တယ်မိန်းမတယောက် သူ့ရဲ့နာမည်ကဖာတီမာဘင်တီမူရ်လို့ခေါ်တယ်။နော်ဒီမိန်းမကနော်အဗ်ဒူလာသခင်ကိုတွေ့တော့ဒီမိန်းမကသူကတော်ရတ်တေအင်ဂျီလီကိုတော်တော်နိုင်နေတယ်။နော်တော်တော်လည်းတချို့ကလည်းပြောတယ်ဒီမိန်းမကကာဟီနာတယောက်ဖြစ်တယ်မှော်ဆရာမ။သူကအဗ်ဒူလာသခင်ကိုတွေ့တဲ့အခါကျတော့သူကြည်တာနဲ့သူလှမ်းပြီးပြောတယ်နော်သူ့ရဲ့မျက်နာမှာနူရီနဘူဝတ်ရှိနေတယ်။ နော်ချက်ချင်းမဲ့သူကလာပြီးအဗ္ဒุลမူတလစ်တခင်ကိုပြောတယ်နော်ရှင်ရဲ့သားကိုကျွန်မကလအုပ်အကောင့်တရားပြီးပြီးကန့်လန့်တယ်နေကလုပ်ပေးရစီနော်အဗ္ဒุลလာတခင်သဘောမတူအဗ္ဒุลမူတလစ်တခင်လည်းလက်မကန်ခဲ့နော်အဲ့ဒီလိုနဲ့ထပ်ပြီးတော့သွားတယ်အခုနကျွန်တော်ပြောတဲ့ဇူရာမျိုးနယ်တဲ့ကနော်အဗ္ဒီမနာဖ်ကတမီနော်အာမီနာတခင်မနဲ့နေကလုပ်ပေးလိုက်နေကလုပ်ပြီးတော့အဲ့ဒီလိုနဲ့ပြန်လာတော့ပြန်လာတဲ့အချိန်ဒီအခုနဖာတီမာဘင်တီမူနော် ာဟီနာမော်ဆီယာမနဲ့လမ်းမှာပြန်ဆုံတော့ဒီမော်ဆီယာမကအဗ္ဒူလာတခင်ကိုတွေ့တာနဲ့ချက်ချင်းမိတဲ့နူရီနဘူအတ်ပြောက်သွားပြီလေတဲ့။နော်မိတဲ့အခါကျတော့နော်အဗ္ဒူလာတခင်လည်းအံ့ဩသွားတယ်သူဘာမေးနေတာလဲ။ထပ်ပြီးမေးတယ်နော်ဘယ်သွားပြီးဘာလုပ်ပြီးလာခဲ့တာလဲ။ အဗ္ဒူလာသခင်ပြောပြတယ်ကျွန်တော်နေကာလုတ်ပြီးလာလိုက်တာအော်နေကာလုတ်လိုက်ပြီးလာလုတ်လိုက်ပြီးအော်အဲ့ဒါကြောင့်မလို့နူရီနဘူဝတ်ပျောက်သွားတာနော်ဘာဖြစ်လို့လဲအဗ္ဒူလာသခင်မှာရှိနေတဲ့နူရီနဘူဝတ်ကအခုဇနီးတဲ့ရဲ့ဝမ်းတဲ့ကိုရောက်သွားပြီးတနည်းဖြစ်နော်တမန်တော်မြတ်ကြီးဆလောဆန်အာမီနာရဲ့သခင်မရဲ့ဝမ်းတဲ့မှာကိုဝင်သွားတည်သွားပြီးနော်ဒီတော့နော်ဒီအမျိုးသမီးကအဲ့ဒီလိုချက်ချင်းတက်အပ်ပြောလိုက်အဲ့ဒီလိုနဲ့အာမီနာသခင်မရဲ့ကိုဝင်ဝမ်းတဲ့မှာတမန်တော်မြတ်ကြီးဆလောဆန်စပြီးတော့ကိုဝင်တည်